မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ် AR တိုင်းတဲ့ကစစ်မှုတန်းတပ်သားအသည်ဖြစ်ဖီအားပေးစုဆောင်ပြီးစစ်တပ်နဲ့ပေးခဲ့တဲ့လူငယ်တွေကိုမန္တလေးတိုင်းကနေတစဉ်တိုက်ပွဲ ပြင်းထန်နေတဲ့ကချင်ပြည်နယ်ဘက်ကိုဂျွန်လ19ရက်နေ့ကစပြီးပို့နေတယ်လို့စစ်ကောင်စီတပ်နယ်နှိစက်သူတွေစီကသိရပါဗျာ အဲ့ဒီတပ်သားအသစ်တွေဟာစစ်မှုထမ်းတင်တဲ့အပတ်စဉ်၁၁အတွက် AR တိုင်းကနေအာဓမစုဆောင်ခံသူတွေဖြစ်ပြီးစစ်ကောင်စီတပ်ကရပ်ပေါင်း80ကျော်ပဲတင်နန်းပေးခဲ့သူတွေလို့ဆိုပါတယ်။အရေးဆုံးမန္တလေးကတပ်တွေမှာတာဝန်ချထားမယ်ဆိုပြီးတင်နန်းเจ้าတွေကနေခေါ်လာတာဖြစ်ပေမဲ့မန္တလေးရောက်မှကချင်ပြည်နယ်ဘက်သွားမယ်လို့ထုတ်ပြောတာလို့ဆိုပါတယ်။အဲဒီကနေတစိမ့်ကချင်ပြည်နယ်ကိုရဟတ်ရင်နဲ့ပို့ပေးတာလို့စစ်ကောင်စီတပ်နဲ့နှိစက်သူကပြောပါတယ် စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်17တင်းနန်းစင်တပ်သားတဲ့အယောက်100ကျော်ကိုအတုံးလိုက်ခွဲပြီးစစ်ယူနီဖောင်းအပူနှစ်စုံပဲထုတ်ပေးပြီးကချင်စစ်မျက်နှာကိုပို့နေတယ်လို့သိရပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆဲမြို့မှာဂျွန်လာ16ရက်နေ့ကစပြီးအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်နေသူတွေကိုဇက်တိုက်ဖမ်းဆီးနေပြီးထွက်ပြေးလို့ပြစ်ဒဏ်ခံရသူတွေလည်းရှိရလို့ဒေသခံတွေစီကသိရပါဗျ ကျော်လာ16ရက်နေ့နေ့လယ်7နာရီကျော်လောက်ကမူဆယ်ဆင်ဖြူကိပောက်အနီးကရှင်းရှင်းကစားဝိုင်းမှာတရုတ်နိုင်ငံသားတယောက်ကိုနှက်ခမ်းမျိုးမနှင့်ပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်တီးဆုံသွားခဲ့ပြီးရဲနဲ့စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်စစ်ဆေးတာမှာတရုတ်နိုင်ငံသားနောက်ထပ်34ယောက်ပုံနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ် မနေ့ကလုံသား200လောက်ရှိတဲ့ကြားဖြတ်ကုမ္ပဏီတစ်ခုမှာတရုတ်နိုင်ငံသား17ယောက်ထွက်ပြေးသွားပြီး4ယောက်ပြန်ဖမ်းမိတယ်လို့သိရပါဗျ။အဲ့ဒီထဲကတယောက်လည်းပြစ်ဒဏ်ခံလိုက်ရတယ်လို့ကြားဖြတ်ကုမ္ပဏီကနေထွက်ပြေးလာသူကပြောပါဗျ။ဖန်စီခံထားတဲ့ကြားဖြတ်ကုမ္ပဏီလုံသား138ယောက်ထဲမှာတရုတ်နိုင်ငံသား41ယောက်ပါဝင်ပါတယ်။အဲ့ဒီထဲကတရုတ်နိုင်ငံသား6ယောက်ဟာအလုံယုံပိုင်ရှင်တွေဖြစ်ပြီးဖမ်းမိထားတဲ့တရုတ်နိုင်ငံသားတွေကိုယူနန်ဆိုရကိုလွှဲပေးရမယ်လို့ဒေသခံတွေစီကသိရပါဗျရှင်။ လူထုကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပွဲကိုဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာဂျွန်လ20ရက်နေ့ကစူပေါင်းကျင်းပခဲ့ကြပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမတရားဖန်ဆီးခန်းနေရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုထောက်ခံနေကြတဲ့အကြောင်းပြသလိုတဲ့အတွက်80ပြည့်မွေးနေ့ပွဲကိုကျင်းပရတာလို့ဆိုပါတယ်ဒီနေ့ကျင်းပရတဲ့အရေးအချက်ကတော့ဒီ ဓမ္မပြီမှာမတရားသဖြင့်ထိမ့်သိမ်းခံထားရတဲ့ဒေါ်ဆန်းစုကြည်နှစ်80ပြည့်ဘောเนาะကျမတို့ဂုံပြူတော်အဖြစ်ကိုအမ်ကျမရဲ့ဒီဖြစ်ပါတယ်သူဒေါ်ဆန်းစုကြည်ကိုချစ်မြတ်လူနေချောင်းကျမတို့မတရားမှုတွေကိုလက်မခံဘူးဆိုတဲ့အကြောင်းကိုပြသခြင်းအဖြစ်ဒီနေ့မှာသူမင်းကြီးကိုကျမရဲ့ချစ်ဖြစ်ပါတယ်မဲလ်ဘုန်းမြို့ရောက်မြန်မာနိုင်ငံသားတွေဒီသဆိုင်ရာဩစတြေးလျအာဏာပိုင်တွေလွတ်တော်ကိုယ်စားလှယ်တွေလည်းဒီပွဲကိုတက်ရောက်လာကြပါတယ် ဒီလိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေကကျွန်တော်တို့လူလူကောင်းဆောင်အမေတော်ဆန်းစုကြည်ရဲ့အအသက်80ပြည့်နှစ်မွေးနေ့ကိုအမတ်တရတတ်တကြွကြွနဲ့လှုပ်ဆောင်ရတဲ့တဝန်တာရတာပေါ့နော်ဝန်နဲ့ရတာဆိုတာဒီချိန်မှာကျွန်တော်တို့အမေတော်ဆန်းစုကြည်ကစကားစားရဲ့လက်ထဲမှာမတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့အများဆုံးပေါ့နော်လွတ်မြောက်စေချင်တာပေါ့အဲ့ဒါကြောင့်မို့ချုပ်နှောင်ကြခံရတဲ့ကျွန်တော်တို့ကောင်းဆောင်ဥပဒေတော့ ဝန်နေတယ်လို့ပြောချင်ပါတယ်ဝန်တာဝန်နေဆိုတာလေဝင်းနေအထိမ့်မှဟောပြောပွဲတွေတေးသချင်းတီဆိုတာတွေပြုလုပ်ခဲ့ကြပြီးဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတူကလေးတွေကိုလည်းပြသခဲ့ကြတာပါလာမျိုးရတော့ဘုလို့စင်နောက်လာနေစင်လာချပါဘုလို့အမတရား ။ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းစီဝါရေးချန်ပီမစ္စတာရှောင်းတာနေနဲ့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ပေးပို့လာတဲ့ဗီဒီယိုပြောကြားချက်တွေကိုလည်းပြသခဲ့ကြတာပါ။အဓိကတော့ဒေါအောင်ဆန်းစုကြည်ကိုမြန်မာပြည်ပွားတိုင်းရင်းသားတွေဖေနီယာရောက်ရောက်မမိဘူး။ဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံကြီးဖြစ်တည်မှုရဲ့တင်ကြေးသားဖြစ်တယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရဲ့တင်ကြတာဖြစ်တယ်။ဒေါက်တာဆန်းစုကြည်အလို့နိနာခန္ဓာကိုပြည်သူတွေယဉ်ထဲမှာအမြဲတပ်ပတ်ပတ်အောင်မေးသတိရနေရဲဆိုတော့ခေါ်ကြည့်ချင်တဲ့ဒီကဒီမိုနီပေါ်တော့ဖြစ်တာ။အဲ့ဒီဒီဒီအာဆူဆူရံတို့ပဲလက်ဒီနေ့အခါလာကိုသိသိစွာနဲ့ခံစားတည်တတ်ကိုကြောက်တော့ကျွန်တော်ဒီစီညာပြီးတော့မှအချင်းနဲ့ကြောက်တာပါဖြစ်သွားတာလေ။မဲပုံမျိုးရောက်မြန်မာတွေဟာရံပုံငွေရှာဖွေပွဲတွေဆန္ဒပြပွဲတွေကိုလည်း ပြုတ်လုကြလိရှိပြီးအခုကတော့ဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ပွဲကျင်းပခဲ့ကြတာပါခင်ဗျာကျွန်တော်မောင်တူပါ ကိုးတိုင်းမင်းလာမြို့နယ်ရဲကိုစစ်ကောင်စီကကျွန်းလာလာဇမိုင်းကစပီးစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ30လောက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ စစ်ကောင်စီစစ်ကြောင်းဟာတက်ဆွဲတဲ့နေရာကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ30နီးပါးကဒေသခံ2000လောက်ဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့်မင်းလာမြို့နယ်ကဖားလေးကွင်းမြောက်စုဖားလေးကွင်းအရှိစုဥတို့ကညင်ပင်ဥတို့ကျွဲလန်းစုဥတို့စားဖြူစုဥတို့တာကလေးစတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြပါဗျ။ထိတွေ့တိုက်ပွဲတွေကတော့ခက်စိတ်စိတ်ဖြစ်ခဲ့ပြီးနှစ်ဖက်အကြမ်းဆုံးရှိက စစ်ကောင်စီတပ်ဘက်ကပုံများကြောင်းအခုတရက်နှစ်ရက်အတွင်းတိုက်ပွဲဖြစ်တာမရှိဘဲနှစ်ဖက်စစ်ရဲအခြေအနေကတင်းမာနေကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရှဲဘော်မိုးထက်က TV ကိုပြောခဲ့ပါတယ်ရှင်တီဗီအုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်